လေးတကယ်ဝုန်းဖြစ်ရမလားမသိဘူး။သူကမိသားရာကတော့ဥပိ္ခာဝေဒနာမှာတဲ့အဝိဇ္ဇာအနုတ္တိယကိန်းနေဆိုတာဘယ်လိုသဘောလဲဆိုတာသိချင်ပါတယ်လို့မေးထားပါတယ်ဗျာ။ Please သူကဒီလိုလေအယူတွေကလည်းပဲစားတရတောက်စရာပေါ်မှာကောင်းမဆိုးမမသိဘူးလေ။ကောင်းမဆိုးမမသိတော့သူတို့ခံစားချက်ရှိချင်းဗျာ။အဲ့ဒါဥပိ္ခာဝေဒနာပေါ်တယ်။အဲ့ဒါအဝိဇ္ဇာနုတ္တိယကိန်းနေအဲ့ဒါပဲဆိုရင် လူကြတော့တာမန်တည်တဲ့လူကြတော့ဘုရားကြတော့ကောင်းမွန်ဆိုမှန်တည်တယ်လူကောင်းမွန်ဆိုမှန်တည်ပေမဲ့သူကကောင်းကောင်းဆိုဆိုဒါခုနပြောတဲ့နောက်ဆုံးမှာတော့နေသာအနတ္တဒီသဘောကမရှိတော့တဲ့ခေရောက်တာပဲပြီးတော့အဲ့ဒီပုံမှာပုံမှန်နေတာပဲဘာမှခံစားချက်မရှိဘူးကွာအဲ့ဒါကြတော့အတိညာဉ်နဲ့ဥပ္ပခဖြစ်တာအတိညာဉ်နဲ့ဥပ္ပခဖြစ်တာဟိုအကောင်းဆုံးဆိုတဲ့ကိစ္စမှာเนาะ အကောင်းနေဆုံးရှုံးသွားတဲ့ပုံစံသာရှိတယ်အကောင်းနေဆုံးရှုံးသွားတယ်ဆိုတာကသူတို့မှကောင်းတာဘာမှမရှိရင်ဒါအကောင်းဆုံးသွားပြီအဲ့ဒါသဘောတရားတစ်ခုအာဒါသူကအကြိုက်ဆုံးလို့အကောင်းဆုံးဆိုတာကတခုမတူဘူးဟာအမိုက်ဆုံးဆိုတဲ့ကိစ္စမှလည်းဒီတိုင်းအမိုက်တွေမရှိတော့လို့ဆုံးသွားတာ ਨੇ အလွန်တရာမှဒူးခါနေအောင်မိုက်တဲ့ပုံစံနှစ်ယောက်ကလုံးဝမတူဘူး ခုနယူနဲ့အကောင်းกว่าတယ်လို့ပဲအခုလူမိုက်တွေမှာဘောမိုက်ဆုံးกว่าတယ်ရှိအဲ့တော့ဖရားလည်းမိုက်ဆုံးပဲသူကအမိုက်တွေလုံးဝဆုံးသွားတယ်ဘာမှမရှိတော့တကယ်လုံးတူတယ်တဘာဘာမတူဥပေက္ခလည်းဒီတိုင်းပဲဥပေက္ခမှာခုနပြောတဲ့အဝိဇ္ဇာနုပယကိန်းနဲ့ဥပေက္ခသမားကဘောဘက်ကလည်းဘာမှအတိညာမရှိတဲ့သူကဒါအဝိဇ္ဇာနုပယကိန်းနဲ့အတိညာရှိလို့ညီမျှထားပြီးတော့ဘာမှမဟုတ်တော့ဘူးဆိုတဲ့ဥပေက္ခရှိဥပေက္ခ10မျိုးတော့ရှိတယ်